ငါသည်တင်တို့အထဲမှာရှိလျင်တင်တို့သည်လည်းငါ၌ရှိလိမ့်မည်။ဒါဟာယေရှုခရစ်ကကျွန်တော်တို့ကိုမိတ်တော်မူခဲ့တာမဟုတ်ပါလား။ဖိယသခင်ရဲ့တုန်တင်ချက်တွေကိုအတူတူဆန်းစစ်ပြီးယေရှုခရစ်ရဲ့နှုတ်ကပတ်တော်ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကိုရှာဖွေကြပါစို့။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6အခန်းငယ်53ကိုကြည့်ကြရအောင် ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားလူသား၏အသားကိုမစားအသွေးကိုမတောက်လျင်သင်တို့၌အသက်မရှိငါ၏အသားကိုစား၍ငါ၏အသွေးကိုလည်းတောက်တော်သူသည်ထာဝရတက်ကိုရ၏ထိုသူကို နောက်ဆုံးသောနေ့၌ငါထမြောက်စေမည်ငါ၏အသားသည်စားเสียကောင်း၏ငါ၏အသွေးလည်းတောက်เสียကောင်း၏ငါ၏အသားသွေးကိုတောက်စားတော်သူသည်ငါ၌တည်၏တနည်းအားဖြင့်သူတို့ဟာယေရှုခရစ်ထဲမှတည်နေကြပါလေ ထိုသူ၌လည်းငါတည်၏ယေရှုခရစ်ဟာသူ့ရဲ့အသားနဲ့အသွေးကိုစားတောက်တဲ့သူထဲမှာရှိပါတယ်အသက်ရှင်တော်မူသောခမဲတော်သည်ငါ့ကိုဆေလွတ်တော်မူ၍ငါသည် ခမဲတော်အဖြစ် အသက်ရှင်သည့်ဤသူငါ့ကိုစားသောသူသည်ငါအဖြစ်အသက်ရှင်လိမ့်မည်ယေရှုခရစ်ရဲ့အသားနဲ့အသွေးကိုစားတောက်တဲ့အခါကျွန်တော်တို့အထဲမှာတည်မယ်လို့ဘာကြောင့်ယေရှုခရစ်ကပြောခဲ့တာပါလဲအကြောင်းရင်းကိုတေချာစဉ်းစားသင့်ပါတယ် ယေရှုခရစ်ကကျွန်တော်တို့အထဲမှာတည်နေတဲ့အခါကျွန်တော်တို့တွေ့ဆုံတဲ့သူတိုင်းဗာပေးနိုင်မှာပါလေသူတို့နဲ့အတူဘာကူမျှဝေနိုင်ပါတလဲခရစ်တော်ကို တခြားသူတွေနဲ့မျှဝေနိုင်ပါတယ်နားမှာအမုန်းမရှိပါဘူးအထဲမှာရန်ဖြစ်เสียရမရှိပါဘူးဒါကြောင့်အဲ့ဒီအရာတွေကိုဘယ်လိုမျှဝေနိုင်မလဲနားထဲမှာခရစ်တော်တပါးလည်းပဲရှိတဲ့အတွက်သင်တို့တစ်ခုခုလိုချင်နေဆိုရင်ခရစ်တော်ကိုပေးပါမယ် ဒီလိုမျိုးကျွန်တော်တို့မှခရစ်တော်ကိုတခြားသူတွေနဲ့မျှဝေနိုင်တဲ့စိတ်နှလုံးရှိရပါမယ်။အဲဒါကြောင့်ယေရှုခရစ်ကငါ၏အသားကိုစား၍အသွေးကိုတောက်တော်သူသည်ထာဝရအသက်ကိုရည်လိုမိတ်တော်မူခဲ့ပါတယ်။တခြားဘာပြောခဲ့ပါသလဲ။နောက်ဆုံးသောနေ့မှာအဲ့ဒီလိုလူတွေကိုကယ်တင်ပြီးထမြောက်စေမယ်လို့ယေရှုခရစ်ကတွင်တင်ပေးခဲ့ပါတယ်။ဖျားသခင်ဟာသူဒီငါနိုင်တီးထိုးသူနိုင်လဲငါတီးလို့အဖိုးတန်တဲ့တင် जा မှုကိုပေးခဲ့ပါတယ်။ဒါဆိုရင် ဒီနေ့ကျွန်တော်တို့ရဲ့ဘဝကိုစမ်းစစ်ကြည့်ကြပါစို့ကျွန်တော်တို့စိတ်နှလုံးထဲမှာမုန်းတီးခြင်းဒေါသမနာလိုခြင်းဒါမှမဟုတ်ယဉ်ဖြစ်ခြင်းတွေကိုတိဆောက်နေပါသလားဒါမှမဟုတ်ခရစ်တော်ရဲ့ကောင်းမြတ်တဲ့တဘောကိုကျွန်တော်တို့ထဲမှာတိဆောက်နေပါသလားကျွန်တော်တို့မှာရှိတဲ့အရာတွေကိုပဲမျှဝေနိုင်ပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာများတဲ့သူတွေဟာဘယ်ကိုပဲသွားသွားချစ်ချင်းမေတ္တာကိုအမြဲပေးကြပါတယ်မုန်းတီးခြင်းတွေဒါမှမဟုတ်ယဉ်ဖြစ်တဲ့သူတွေဟာ တွေ့တဲ့သူတိုင်းနဲ့ရန်ဖြစ်စကားတွေကိုအမြဲပြောလို့ရှိတဲ့အတွက်သူတို့မှမကောင်းတဲ့အဆုံးရှိပါတယ်။ဒါကြောင့်ခရစ်တော်ဟာတင်းတို့ဒီငါနိုင်တီထိုသူနိုင်လဲငါတီလို့ပြောခဲ့ပါတယ်။တင်းတို့အထဲမှာငါ့ကိုရှိစေလို့ကျွန်တော်တို့ထဲမှာခရစ်တော်ရှိမယ်ဆိုရင်ခရစ်တော်နဲ့အတူရှိနိုင်ပြီးဘယ်နေရာမှမဆိုခရစ်တော်ကိုတရားဟောပြီးမျှဝေနိုင်တဲ့အဖို့တန်တဲ့ဖခင်သခင်ရဲ့သားသမီးတွေဖြစ်လာနိုင်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။